အားလုံးပဲမင်္ဂလာပါဒီနေ့တော့တို့တို့အိမ်မှာမဟင်းကားချက်စားပါတယ်တုံတုံလေးကြိုက်တယ်မဟင်းကားကိုအားလုံးကိုလည်းပြန်ပြီးတော့မှချက်နီးလေးကိုဝင်မြလိုက်ပါရဲ့ရှင်ပထမအောင်ဆုံးငါးပြုတ်မယ်အိမ်မှာရှိတဲ့ငါးကိုပဲတုံထားတယ်ငကြင်းဖြူကိုငါးပြားရည်နဲ့စားနေတို့တို့ဇပလင်တစ်ချောင်းကိုထုထောင်းပြီးတော့အခုလိုမျိုးစနစ်မများနဲ့ပြုတ်ပါမယ်ငါးပြုတ်ပြီးလို့ရှိရင်တော့ငါ့ကိုအေးအေးခံမယ်ဆယ်ထားမယ်အသားနှွင့်ထားပါမယ်တစ်ဖက်မှာလည်းတညာလုံးစင်တဲ့ပဲကိုပြုတ်ထားမယ်ငါးစီတက်ဖို့အတွက်ကျင်းတက်တော့ပြကြတော့နေဇပလင်တစ်ချောင်းကိုတို့ထောင်းထားပြီးတော့မှစီတက်ပါမယ် အတွေ့ကမဟင်းကားကိုအယောင်လေးနည်းနည်းနည်းလိုချင်တဲ့အတွက်ကြောင့်မို့လို့အစိမ့်မှုန်လေးပေါ့နော်အနုမှုန်လေးအနည်းထည့်ပြီးတော့မှအယောင်အတွက်စီသက်ပါမယ်ဒီစီသက်ထားတဲ့ဟာလေးကကျွတ်လာပြီဆိုလို့ရှိရင်ဆော့ဆော့ကအသားနှွင်ထားတဲ့ငါးတွေကိုထည့်ပြီးတော့မှလိတ်နေရတော့သူတို့နောက်တစ်ခေါက်စီသက်မယ်ပေါ့နော်ဒီထဲမှာတစ်ခါတည်းဆော့ဆော့ကပြုတ်ပြီးတော့အတွေ့တို့ခြေထားတဲ့ပဲတွေပါတစ်ခါတည်းထည့်ပြီးတော့စီသက်မယ်အရသာအတွက်အတွေ့က ငံပြာရည်နဲ့စားနေနေပဲထည့်ပြီးတော့မှထပ်ပြီးတော့စီတက်ပါတယ်ဒီနေရာမှာအဲ့တွေအချိုမှုတော့မသုံးသေးဘူးပေါ့နော်ငားနဲ့ပဲနဲ့ကိုအခုလိုမျိုးအနံ့မှုေးလောင်လို့အဲ့တို့အဲငရုကောင်းလေးပါနည်းနည်းလေးထည့်ပြီးတော့မှလိတ်နေအောင်လို့ပေါ့နော်လုံးဝ၆၆လေးဖြစ်သွားတယ်ဒီအဲ့တို့ငားစီတက်ပါမယ်ရှင် 15မိနစ်လောက်ကြာမှမီးအေးအေးနဲ့ငါးစီတတာလေးရပါပြီဆိုတော့ဟင်းရီစချက်ပါမယ်အရင်ဆုံးဆွဆွနွားငါးပြုတ်ရည်လေးကိုပြန်ပြီးတော့အသုံးပြုပါမယ်နောက်ပြီးတော့မှုင်းမွေးဟင်းကားအထုပ်ကိုအစ်တပွက်ကိုရေဖြောပြီးသွားတော့မှသုံးပါမယ်သူ့ထဲမှာစံမှုတ်တို့ရွှေကြည်မှုတ်တို့အကုန်ပါတယ်ပေါ့နော်အဲ့တော့သူ့ကိုယူနီပွက်ပွက်ဆူရဲထဲမှာထည့်ပြီးတော့ကြိုပြီးသွားတော့မှအနက်နေပြောက်သွားအောင်ကြိုမယ်ပေါ့နော်တစ်ဖက်မှာလည်းအစ်တငါပြောဦးလေးတွေကိုအခုလိုပဲပြင်ဆင်ထားပါတယ်ဆွဆွနွားကအရေထဲမှာအနက်နေအကုန်လုံးပြောက်သွားပြီစံမှုတ်တွေကျက်သွားပြီဆိုတဲ့ခါကျမှ စီသက်ထားတဲ့ငါးစီသက်အနှစ်ကလေးတွေကိုအစ်တဲတို့ထည့်လိုက်ပါမယ်ရှင်ဒီနေရာမှာလည်းအစ်တွေရတာအမ်မြည်ကြည့်တော့ရတာတော်တော်လုံနေသေးရေပေါ့နော်ဒါပေမဲ့ရတာမထည့်သေးပါဘူးပြီးတော့ပြုတ်ပြီးတော့ခုလိုမျိုးလှီထားတဲ့ဘဲဥလေးတွေပါအစ်တဲထည့်လိုက်ပါမယ်ဘဲဥလေးထည့်မယ်နောက်ပြီးတဲ့ခါကျတော့စောစောတုန်းကအစ်တဲတို့လှီဖြတ်ထားတယ်ပေါ့နော်အာငပြောဥလေးတွေပါထည့်မယ်ငပြောဥတွေရောဘဲဥတွေရောနောက်ပြီးတော့ရေ နည်းနည်းထပ်ပြီးတော့ထည့်မယ်ပေါ့နော်အဲရေပမာဏလည်းလိုအပ်တဲ့လောက်ကိုအဲရသွားပြီးပြီးတော့အဲငပြိုးကိုလည်းထည့်ပြီးသွားပြီဆိုတဲ့အခါကျလို့ရှင်တော့အရသာကမိမိလိုတဲ့လောက်ကိုထပ်ထည့်လို့ရပါပြီဘာလို့လဲဆိုတော့ငပြိုးဦးကအချိုရသာကိုလည်းစုပ်တဲ့အတွက်ကြောင့်မို့လို့ ငပြုတ်ကိုမထည့်ခင်မှာလာရတာတွေအများကြီးထည့်ထားတယ်ငပြုတ်ကိုလည်းထည့်ထည့်ပြီးရတာထည့်ထည့်ဆိုလို့ရှိရင်ရတာချက်နေတဲ့အခါမှာပေါ့နော်ပြပြနှွေးစားမှဖြစ်တဲ့အတွက်ကြောင့်မလို့ငန်သွားမှာအဲ့လိုမျိုးငန်တာတွေတော့မကြိုက်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့အကုန်လုံးထည့်ပြီးွားပြီးကိုလိုအပ်တဲ့အပြည့်အကျဲပမာဏနဲ့ရေလဲထည့်ပြီးပြီးဆိုတဲ့အခါကြမှာအရတာကိုလူတို့လိုမျိုးလေးဖြည့်ဆွက်ပြီးတော့မှအဲထည့်တာပေါ့နော် ခုဆိုလို့ရှိရင်ငါပြောဦးလေးရလည်းရခံနေပြီဘဲဦးလေးရလည်းလုံးဝကျစ်နေပြီဖြစ်တဲ့တော့ကြောင့်မလို့တစ်ဖက်မှာငါဖဲကြုံလေးတွေကိုအဲ့ဒါညက်ပြီးတော့ထည့်မယ်ပြီးလို့ရှိရင်ငံပြာရည်နဲ့အချုံမုံနဲ့ထပ်ထည့်ပြီးလို့ရှိရင်တော့နောက်ထပ်မီးအေးနဲ့ပေါ့နော်10မိနစ်15မိနစ်လောက်တည့်ပြီးလို့ရှိရင်တော့အဲ့တည့်ရမွေးငါဦးလေးရပါပြီပါဇက်ကပြောတာမြန်တာပေါ့နော်တကယ်တမ်းကျတော့ အတွင်ကစိတ်ရှိရှိနဲ့ဟင်းချက်တဲ့ခါမှာအရန်ကြာတယ်။အတွင်9နိုင်တည်းရချက်တာပေါ့နော်9နိုင်ခွဲမှပြီးပါတယ်။ငဖေကလည်းအတွင်ကိုတိုင်းထုထောင်းပြီးတော့စားလေးနည်းနည်းလေးနဲ့အတွင်နေထားတယ်ပေါ့နော်။ပြီးတော့မှကြော်ပြီးတော့အခုလိုတုံးလေးတွေတခါလည်းညှက်ထည့်ပါမယ်။အတွင်တို့ကရောင်းတတ်မဟုတ်ပဲနဲ့အိမ်မှာစားလာဖြစ်တဲ့တော့ကြောင့်မို့လို့ပြီးတော့ပေါ့နော်။ပြီးတော့ထက်ကထက်ကနှွေးပြီးတော့ နောက်နေ့တော့စားလို့ရအောင်ခဲပြီးတော့တိတ်နာဆိုတော့လေတခါတည်းပဲဥရောငဖယ်ရောထဲချရခြင်းဖြစ်ပါတယ်တခါစားမှတခါငဖယ်ကြောတခါစားမှတခါပဲဥထဲဆိုတော့အဆင်မပြေလို့ပေါ့နော်တခါတည်းထဲလိုက်လာအဲ့လို့ဆိုတော့ရတာလည်းအရန်ကိုမှကောင်းပြီးတော့မှကလေးလေးလည်းလုံးဝကြိုက်တဲ့မွင်းကားလေးရပါပြီမမေကတော့အရင်ဆုံးမွင်းကားလေးကိုတပွဲအရင်ကြီးကြည့်ပါမယ်ရှင်ကဲမွင်းကားချက်ပြီးတော့ပါပြီစားမယ်လို့မငယ်သေးချက်မို့မရှိဘူးကွာအိမ်မှာငယ်သေးချက်မို့ ကုန်နေတယ်ကွာငတိချက်မဟုတ်ဘူးလေဗျာငတိချက်မဟုတ်မရှိတာဘူးမသိဘူးငတိချက်မဟုတ်ကိုကအပြင်ကနေပြီးတော့လဲဝယ်မစားခြင်းဘူးတွေ့တဲ့နေရာကနေပြီးလဲအငတိမဟုတ်ကဝယ်မစားတတ်ဘူးကိုစားနေကြနေရာကိုဝယ်နေကြနေရာဒါနေပြီးတော့ပဲတူးတကလို့ငတိချက်မဟုတ်ကအစငပီရအစစီရအစအဲ့လိုလှမ်းမာပြီးတော့စားတာငတိချက်မဟုတ်ရှိတော့ဘူးမာဖို့မေ့နေတာ တော့ဖြူရလေးပဲစားလိုက်ပါမယ်ကွယ်ဖြူရလေးပဲစားလိုက်ပါမယ်ဝင်းကမှွေးလာပဲငါဖယ်ရရောတဖဲဦးကိုထည့်ချထားတာပေါ့နော်အိမ်မှာဆက်တဲ့မောင်ဟင်းကားဆိုရင်အဲ့လိုပဲကြိုက်ပါတယ်အားလုံးပဲစားကြပါအောင်ရှင်မယုံသေးမောက်တယ်အချက်နေပါတယ်မထက်ဘဲနဲ့ဖြူရဲဆိုတော့ညတာ 你在不缸呢？酸酸的啥子呢？有这么短欲望？ တနေ့လုံးစိတ်သားမလန်းခဲ့မယ်။တောင်းရလဲဖြစ်တယ်။မပြောကောင်း။နင်တို့လေးကောင်းပါကောင်း။ ဟင်းကြီးကိုအဲ့လိုမျိုးမပြည့်မကျဲမကြိုက်တဲ့ဟင်းကြီးအရင်ပြည့်ပြည့်စီစီမစားတတ်ကြိုက်မုတ်ဖက်ကကြတော့မုတ်ဖက်ကြောက်ကိုရေစိမ်ပြီးတော့ပြပြပြီးတော့မှစတာပါ။နောက်နေ့ကျမှသုံးနေသူစပြမယ်တတ။